အားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ကုတ်မီယာနေပြန်လဲကျေးဇူးလိုက်ပါတယ်နော်အဲဒီတစ်ခါတော့ကျွန်တော်တို့ CSS ရဲ့အာမီဒီယာစကရမ်ပေါ့နော်အဓိက response ပေါ့နော် response ဆိုတာဘာလဲဆိုကျွန်တော်တို့အဲတပိုင်းအမျိုးမျိုးရှိတယ်ပေါ့အဲ့ဒီပိုင်းအမျိုးမျိုးပေါ်မှာကျွန်တော်တို့ရဲ့ website ကအဲအဲ့ဒီတပိုင်းရဲ့ပေါ့နော် sacron width တွေ height တွေပေါ့အမြင့်နေအနအနအနအလျားပေါ့ဗျာအလျားအနပေါ့ဟာလာအဲ့လိုပုံမှာ multiply ပြီးတော့လျှောညီထွေဆိုတာပြရမယ်ပေါ့ เนาะအဲ့လိုပုံစံမျိုးတွေကိုကျွန်တော်တို့ responsive လို့ခေါ်ပါတယ်เนาะအဲ့ဒါတွေကိုလည်းကျွန်တော်တို့ CSS နဲ့ဖန်တီးလို့ရတယ်ရေးသားလို့ရပါတယ်ပေါ့เนาะဆိုတော့ဒီအရလေးကိုကျွန်တော်တို့စတင်มาဖြစ်ပါတယ်ထုံးစက်တိုင်းဒါကတော့ CSS ခေါ်ရတော့အကုန်ပြီးသွားပါပြီအဲ့တော့ကျန်တာကတော့ project လေးတွေလာပါမယ်ပေါ့เนาะဟုတ်ပြီအခုကျွန်တော်ဒီ responsive ကိုလည်းဒီ project လေးတစ်ခုလုပ်ပြီးတော့ကျွန်တော်တို့လေ့လာကြမယ် အဲဒီမှာဆိုရင်ကွန်တက်1ကိုနေရင်ကွန်တက်1 2ကိုနေရင်2လေးရတယ်ဒီမှာ2လေးပေါ်လာနော်ဒါ3ကိုနေလို့ရှိရင်ဒီမှာ3လေးပေါ်တယ်4ကိုနေလို့ရှိရင်ဒီမှာ4လေးပေါ်တယ်ပြီးတော့ဒီမှာကိုရွေးထိုင်ဟာလေးတွေကိုဒီမှာမြင်းချောင်းလေးနဲ့ပြပေးတယ်ပေါ့နော်အဲ့လိုမျိုးလို့ရှိရင်နောက်တစ်ခုကဟုတ်ပြီဒီ site ကလေးကိုကျွန်ချုပ်လိုက်မယ်ဆိုရင်စောင်းနှကဟာလေးကအပေါ်ကိုတက်လာတယ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးမြင်ရတယ်ပေါ့နော်ဥမာ4ကိုနေလိုက်ရင် तू က4ကိုရောက်သွားမယ်ပေါ့နော်အဲ3ကိုနေလိုက်ရင်3ပေါ့နော်အဲ့တော့ပြောချင်တာဘယ်ဘက်မှာရှိတဲ့ကောင်ကထိတ်ဆုံးကိုတက်လာတယ်ပေါ့ဟုတ်လား เนาะအဲ့ဒါဘာဖြစ်လဲ responsive ဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်ဒီလိုလေးဆွဲလိုက်မယ်ဆိုရင်ကျတော့သူကဘေးကိုရောက်သွားတယ်ဒီလိုပြန်ကတ်လိုက်မယ်ဆိုလို့ရှိရင်ကျတော့အပေါ်ရောက်သွားတယ်ဘေးအပေါ်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်ဒီလိုဒီလိုလေးဖြစ်တယ်အဲ့ဒါကိုဒါ responsive လို့ခေါ်ပါတယ်ဆိုတော့ဒီ project လေးကျွန်တော်တို့ရေးကြည့်ကြအောင်ပေါ့နော်ဆိုတော့အားလုံးပဲအစစ်သဖြင့်မယ်လို့မျိုးလင်းပါတယ်ဒီဗီဒီယိုလေးရှင်းသွားမယ်ဆိုရင်လည်းဒါတိခံပြီးရောလေ့လာပြီးပါအချို့အများကြီးရှင်းသွားမယ်လို့အားမခံပါတယ်အဲ့တော့ကျွန်တော်တို့ စလိုက်ကြမယ်ပေါ့နော်ဒီ project လေးကိုစပြီးတော့ရေးကြပါမယ်အဲ့ဒီဥသောကျွန်တော်တို့ CSS တွေမရေးခင်မှာ HTML နဲ့ရေးဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ကုတ်မေတော့ HTML ဆိုပြီးထည့်ထားတယ်အဲ့ထက်မှကျွန်တော်တို့ HTML ရေးမယ်နော်အဲဒီမှာ dipoto.png ကတော့ကျွန်တော်မလိုတော့လို့ဖြတ်လိုက်မယ်နော်ရှုပ်သွားမှဆိုလို့ဒါ inter.html တော့ကျွန်တော်မိတ်ဆွေတို့ပြဖို့အတွက်ချုပ်ပြီးရရေးထားရပေါ့နော်မိတ်ဆွေတို့ရှင်းလင်းဖို့အတွက်ဟုတ်ပြီအဲ့ကျွန်တော်တို့ HTML မှာဘာရေးမလဲဆိုတော့ကျွန်တော်တို့ကအရင်ဦးဆုံးဒီ ူကဘယ်နှမျိုးရှိလဲဆိုတော့ဒီမှာကျွန်တော် structure လေးကိုပြမယ်ပေါ့နော်ဒီဘက်မှာဒီအမဲခွက်ကြီးက DIV တခုဒီဒီဒီဟောပေါ့မိခိုးရောင်နေဟာ DIV တခုဒီဘက်မှာလွတ်နေဟာ DIV တခုအဲ့ဒီ DIV 3ခုကိုကျွန်တော်တို့ကဘယ်လိုလုပ်ထားလဲဆိုတော့ဖလုတ်ကိုသုံးပြီးတော့ကျွန်တော်တို့ဒါထည့်ထားရယ်ပေါ့နော်ဖလုတ်ကိုသုံးပြီးတော့ထည့်ထားရယ်အဲအဲဒီမှာကျွန်တော်တို့ချစ်ကြည့်လိုက်လို့ရပါတယ်ပေါ့နော်ဒီမှာဖလုတ်ကိုသုံးပြီးတော့တွေ့ရေးထားပါတယ် upload လက်လက်ဆိုပြီးရောဘက်ဘက်ကိုအကုန်လုံးကတ်ပြီးရောသူ့ရဲ့ width ကိုဒီမှာအကုန်လုံးပေါင်းမှာတရားဖြစ်အောင်ရေးထားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေပါအဲ့တော့ဒီမှာကြည့်ကြည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့လက်ရှိတယ် main ရှိတယ်ပြီးလို့ရှိရင် right ရှိတယ် right ကိုじゃကျွန်တော်အလွတ်ထားလိုက်တယ်ပေါ့နော်အဲ့တော့အလွတ်ထားလိုက်တဲ့အတွက်ကြောင့်ဘာလို့ဖြစ်သွားလဲဆိုဒီဘက်ကဟာကြီးကအလွတ်ကြီးဖြစ်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးလေးကိုကျွန်တော်တို့ရေးမှဖြစ်ပါတယ်နော် okay အဲ့ဒါဆိုတော့ကျွန်တော်တို့က၃ခုရေးရမှာ light ရယ် main ရယ် right ကဆိုပြီးတော့၃မျိုးရှင်းရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အားလေးကိုရှင်းကြမယ် div .lft lab ဟာလာအဲ့ဒီအဲ့တော့ lab ဆိုတဲ့ဟာကျွန်တော်တို့ h1 lab လို့ပဲရေးလိုက်မယ်နော် lab ဟုတ်ပြီနောက်ပြီးတော့နောက်တစ်ခု div .main main ဟာလာဒါကိုကျတော့ h1 main လို့ပဲကျွန်တော်လောလောဆယ်ရေးထားမယ်နောက်တစ်ခု right ပေါ့နော်အဲ့ div .rnght right okay ဒါကိုလည်း h1 right ပေါ့နော် ဒါရောညာဘက်အချက်ပေါ့ဗျာအဲ့တော့ဒါလေးကိုကျွန်တော်တို့စစ်ကြည့်လိုက်အောင် open way light server နဲ့ပြန်စစ်ကြည့်မယ် left main right ပေါ့နော်ဒီလိုမျိုးလေးရပါတယ်ဒီထက်ပဲဝင်ထားလိုက်မယ်နော်အဲ့တော့အဲ့ဒါ BB ဆိုလို့ရှိရင်ကျွန်တော်အရင်ဦးဆုံးကျွန်တော်က computer screen ကိုဦးစားပေးပြီးလုပ်မယ်ပြီးတော့မှကျွန်တော်တို့ဖုန်းအတွက်ရအောင်လုပ်မယ်ပေါ့နော်အဲ့တော့ left main right ဆိုပြီး၃မျိုးလေးရတာပဲဒါကကျွန်တော် DIY ဆိုတော့ဒါ block ပုံစံမျိုးဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ internet CSS လေးချိန်လိုက်မယ်ဗျာအဲ့တော့ link CSS ဟဲ့လား style.css ဆိုတော့အကောင့်နဲ့ချိန်ထားတယ်ဆိုတော့ကျွန်တော် style.css ကိုဒီမှာ လာပြီးတော့ဖိုင်ဆောင်မယ် styl.css ဟုတ်လားအဲဒီထက်မှကျွန်တော်တို့ကလာပြီးတော့ code တွေကြီးမှာပေါ့အဲ့တော့နောက်ခုခွဲချင်ဘယ်လိုခွဲမလဲဆိုတော့ဒီကောင်လေးကိုကျွန်တော်ဒီဘက်မှာဒီမှာဒါလေးရှိအဲ့ဒါလေးကိုနှိပ်ကြည့်လိုက်နှိပ်လိုက်မယ်ဆိုဒီမှာ style.css ကရောက်လာပြီအဲ့ဒီဘက်ကဟာကိုချက်ကျွန်တော်တို့ကအဲ inter. sorry ကုန်မယ်တော့ကုန်မယ်တော့ html ကိုအော်ဒီဘက်ကိုရေးရမှာနော်ဒီဘက်ကို ဒီဘက်ကိုကြတော့အဲဒီကုတ်မယ်ဒီဘက်ကိုကြတော့ CSS ထည့်မယ်အဲဒီမှာဒါဆို CSS ဒီဘက်ကဒီဘက်က HTML အဲ့လိုမျိုးလေးနှစ်ခုကွဲသွားပြီเนาะအားလေးတစ်ချက်လောက်ထွန်းကြည့်ပါဦးเนาะအဲ့ဒီဘက်မှာရေးထားတဲ့ဟာတွေကိုကျွန်တော်ဒီဘက်မှာတစ်ခါတည်းရဲ့ CSS နဲ့ကြည့်ပြီးရောရေးလို့ရတာပေါ့เนาะအဲ့တော့ဟုတ်ပြီအဲ့ကျွန်တော်တော့ lab ပေါ့เนาะ lab main right အဲ့သုံးမျိုးစလုံးကိုကျွန်တော်တို့ကဒီသတ်မှတ်မယ်ပေါ့เนาะ lab ပေါ့ lab အတွက်က fn လို့ဒီ flow flow ဘယ်ဘက်ကိုပို့မှာလဲ lab ကိုပို့ခြင်းပို့ ညာလက်ကိုလက်နဲ့ right နှစ်မျိုးရှိရယ်ကြိုက်တာကိုပို့လို့ရတယ်ဒါပေမဲ့တစ်ခုတစ်မျိုးတည်းပဲဖြစ်ရမယ်เนาะအဲ့တော့လက်ဘက်ဘက်ကိုပို့လိုက်တယ်ဘက်ဘက်ကိုပို့ပြီးတော့ကျွန်တော်တို့ကသူ့ကိုပလောက်ထားမယ်ဆိုတော့အဲ background လေးပေးလိုက်မယ်เนาะ background background color ဒီက blue ပေါ့เนาะ blue okay အဲ့ blue နောက်ဖြစ်သွားပါပြီ black ပေါ့เนาะနောက်တစ်ခုက dot main เนาะ main main ကိုလည်းကျွန်တော်တို့ကအဲဒီမှာ flow okay ပါလို့ဆိုတော့သူ့ကိုလည်း left ကိုပဲပေးလိုက်မယ် နောက်တစ်ခုသူ့ရဲ့ background color background color ကိုကြတော့ကျွန်တော်မိခိုးရောင်လေးပေးလိုက်ပါပေါ့နော်အတရားလေးပဲပေးလိုက်မယ်နော် okay အစပြေမဲ့ဟာလေးပြီးလို့ရှိရင် right a dot rngat right flow တစ်မျိုးတစ်ဖြစ်ရမယ်သုံးမျိုးစလုံးကညာဘက်ကိုပို့လိုက်တာဟုတ်တယ်ဟုတ်ပြီးလို့ရှိရင် background color လေးကိုကြည့်လန့်အောင် background color ကိုသူ့ကိုမတတ်မတော့နော်ဒီတိုင်းလေးပဲထားလိုက်မယ်အဲ့တော့တစ်ချက်လောက်ရှင်းကြည့်အောင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီမှာ အဲဒီဘက်မှာအမဲလေးပါတယ်ဒီဘက်မှာအဲအပြာနုလေးဒီဘက်မှာကျတော့အဖြူလေးပါလာတယ်ဒါပေမဲ့သူတို့ကဘက်ဘက်ကိုတော့ကတ်သွားပြီဒါပေမဲ့သူတို့ရဲ့ဝစ်တွေကမပါသေးတဲ့ခါကျတော့ကြည့်ရတာအဆင်မပြေသေးဘူးအဲ့တော့ဝစ်လေးတွေထည့်ပေးလိုက်မယ်အဲဒီကောင်ကိုဘက်ဘက်တော့ကတ်လိုက်တယ်သူ့ဝစ်ကိုတော့ကျွန်တော်ဘလောက်ပေးလိုက်မလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဘလောက်လောက်ထိုင်ကောင်းမလဲစဉ်းစားလိုက်ပေါ့နော်โอเคအဲဒီဘက်မှာကျွန်တော်ဘလောက်လောက်ထားခဲ့လဲ အဲဒီမှာ inter.atm မှာကျွန်တော်တို့ဘလော့လောက်ထားခဲ့လဲဆိုတော့အဲလက်ကို20 20ရယ်80ရယ်10 20 80 10ပေါ့နော်အဲ့လိုထားခဲ့လိုက်မယ် okay အဲဆိုတော့ဒီဘက်မှာကျွန်တော်တို့20 80 10ထားလိုက်မယ်ပေါ့နော် weight 20 28ပေါ့နော် ော်နှစ်ဆက်ပုံပစ်ဆက်ပုံနော်ယာကိုင်တော့ကျွန်တော်တို့ရဲ့စက်ခရမောမူတည်ပြီးရောပြမှာဖြစ်လို့ယာကိုင်တော့နဲ့သွားမှာနော်အဲ့တော့20ဘွဲ့ကိုလည်း2080 Okay ပြီးလို့ရှိရင်ဒီရပါလေဘွဲ့ကိုလည်း10%ပေါ့ဟလားတောင်တပစ်စရာဖြစ်သွားပါရာခိုင်တို့ပါဆက်ပေါ့နော်အဲ့ဒါဆိုဘယ်လိုဖြစ်သွားမလဲဆိုဒီမှာလက်ရောညီထွေလေးရှိသွားပြီမင်းကအလဲကောင်ရောက်သွားပြီ right က ဒီဘက်ကိုညာဘက်ဆုံးရောက်သွားတယ်ဒါပေမဲ့ right နေရာမှာကျွန်တော်ဘာမှမပြဘူးဆိုတော့ right ကိုကျွန်တော်ဒီမှာစာလေးကိုဒီဒီနေရာမှာဖြုတ်လိုက်မယ်သူ့အလွတ်ထားလိုက်မှာပေါ့နော်အဲ့လိုလေထားလိုက်မယ်အန်တရာဆိုလို့ရှိရင်နည်းနည်းမိုက်သွားဒီဘက်ကအလွတ်ဖြစ်သွားပြီနောက်ပိုင်းကိုကတခုခုပြချင်တာမျိုးရှိရင်တော့ဒီမှာလာပြလဲပေါ့နော်ဒီမှာလာပြလဲပေါ့တခုခုပြချင်တာမျိုးရှိရင်နော် okay အဲ့ဒီဘက်မှာရှိတဲ့စာလေးကဘာလို့မပေါ်လဲဆိုတော့ကျွန်တော်အမဲထားထားလို့မပေါ်ဘူးပေါ့နော်အဲ့တော့ရှင်းရှင်းလေးပဲအဲ့ကောင်ထဲမှာရှိတဲ့စာလေးကိုကျွန်တော်တို့ကဘယ်ဘက်မှာရှိတဲ့စာလေးကိုကြာကျွန်တော်တို့ကကလာ တကလာ white လို့ထားလိုက်မယ်ဒါဆိုရင်တော့သူစလုံးအဖြူပေါ်လာမယ်ဟုတ်လားဆက်လောက်ကြည့်ကြည့်အောင်အဲဒီမှာ lab main ဆိုပြီးတော့ပေါ်လာခဲ့ပြီပေါ့နော်အဲကျွန်တော်ဟိုဘက်မှာထားခဲ့တယ်မှာ HDMI tutorial ရဲ့ဒီမှာဟိုဘက်ပေါ့နော် quantum 1 quantum 2 quantum 3 quantum 4ဆိုပြီးအဲ့ဒါလေးပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာလာရေးခြင်းရေးလို့ရတယ်တခုရှိရာဒီမှာတွေ့လားအပေါ်မှာ pattern လေးတွေပါနေတွေ့လားဒီမှာအမဲလေးရအပေါ်ကိုကတ်မနေဘူးဒီမှာနော်စပေးလေးရှိနေတယ်ဒီမှာနော်စပေးလေးရှိနေတယ် အဲ့ဒါလေးဘယ်လိုလုပ်လဲဆိုဒီမှာကျွန်တော်တို့ဒီမှာဆိုရင်ကန့်နေတယ်အဲ့တော့ဒီလိုမျိုးလေးဖြစ်သွားအောင်ဘယ်လိုလုပ်လဲဆိုတော့သူ့ရဲ့ body ပေါ့ဒီ HDMI ရဲ့ body ကိုကျွန်တော်တို့ကပြန်ပြီးတော့အဲတက်မှတ်ပေးရမယ်အဲ့တော့ body ကိုထိတ်ဆုံးပါရေးလိုက်ရှင်းအောင်လို့ပေါ့နော် dot body ဟော dot body ကဖြစ်သွားပါတယ်တက်ဆိုတော့ dot မထည့်တော့ဘူးဒီတိုင်းပဲရေးလိုက်မယ်အဲ့တော့သူ့ရဲ့ MAG ရဲ့ margin ကိုကျွန်တော်တို့က0 pixel လို့ထားလိုက်မယ်နော်ပြောရမယ်သူ့ရဲ့ default ကိုကျွန်တော်တို့ကဒီဖြတ်လိုက်တာပေါ့နော်ပက်တင်ကိုလည်း PADDIG PADDIG ပတ်တင်ကိုလည်း0 pixel လို့ထားလိုက်မယ်။ဒါဆိုရင်အဲဒီမှာအကုန်ကတ်သွားပြီเนาะကတ်သွားပြီဆိုတော့ဒီမှာ left ဒီ main ဒီ right ဒီကိုကျွန်တော်ရေးချင်ရေးလို့ရှားပါပြီ။ Okay အဲ့မှာကျွန်တော်တို့ဒီလိုမျိုးဖြစ်အောင်ဆိုလို့ရှိရင် HTML ကျူရိုတွေရေပေါ့เนาะအဲ့ HTML ကျူရိုတွေလေးကိုကျွန်တော်တို့ကစာလေးတွေကိုရေးကြမယ်။အဲ့တော့ Okay အဲ့ဒီနေရာမှာကျွန်တော်တို့ HTML tutorial ဆိုပြီးတော့ထားပါတော့ဗျာเนาะအဲ့တော့ ဒါကျွန်တော်ကပုံစံလေးပဲပေါ့ကိုယ့်ဟာကိုယ်လေးဒီဒီနည်းပညာကိုအဆင်ပြေသလိုလေးသုံးပေါ့နော်လောလောဆယ်ရတော့ဒီအလုပ်လုပ်ပုံလေးကိုပဲရှင်းပြမှာဖြစ်ပါတယ် ATMN D U T O R I A N tutorial ဆိုပြီးရေးလိုက်မယ်နော်အဲ့မှာကျွန်တော်တို့အဲဂျားထဲမှာပြလာမယ့်ကောင်လေးတွေဗာလေးလေဆိုတော့ဒီ list လေးညနေပြတာပေါ့နော် list လေးညနေပြဆိုကျွန်တော်က ATMN ရဲ့ align လေးတွေ UN UN order လေးလေးကိုသုံးလိုက်မယ်ပေါ့နော် UN ဆိုပြီး order လေးလေးကိုသုံးလိုက်မယ် โอเคပြီးလို့ရှိရင်အဲ့ထက်မှာ align ဆိုပြီးထည့်မယ်ပြီးလို့ရှိရင် a တက်ထည့်မယ်အဲ့ a တက်လေးကဘာလို့ထည့်လဲဆိုကျွန်တော်တို့ link နှိပ်လိုက်လို့ရှိရင်လို့ရှိရင်အဲ့နှိပ်လိုက်တဲ့ဟာနဲ့တပြိုင်တည်းပဲเนาะပေါ်လာအောင်လို့ကျွန်တော်တို့ချိန်မှာဖြစ်ပါတယ်အဲ့ကြောင့်မလို့ပါပေါ့เนาะအခုလောလောဆယ်တော့ကျွန်တော်ဒီနေရာမှာ hash လေးတွေကိုထည့်ထည့်သုံးပြီးလိုက်ပါเนาะနောက်ကြမှာကျွန်တော်အဲ့နေရာမှာ id လေးတွေအစားထိုးမှာဖြစ်ပါအာ dollar sign ဖြစ်နေ hash ပေါ့เนาะ okay အဲ့တော့ content 1ပေါ့เนาะ okay အတိမထားလေးကိုကျွန်တော်တို့စေပြီးပြီအဲဒါလေးကို okay ပြီးလို့ရှိရင် copy ကိုးလိုက်မယ်လေးမျိုးလောက်တော့သွားလိုက်ပါတော့เนาะ1 2 3ဒီနေရာမှာ company ရဲ့ဒါ service တွေကိုထည့်ခြင်းလည်းရတာပေါ့เนาะဥပမာဒါဆိုလေးမျိုးပြည့်သွားပြီဆိုဘယ်လိုဘယ်လိုပေါ်လာမလဲအဲဒီလိုမျိုးလေးရှိလာပါတော့เนาะအဲဒီမှာဒီလိုမျိုးလေးပေါ်လာပြီအဲ့တော့တစ်ခုရှိရာဒီမှာအဲ ဒီအမဲခွက်ကြီးကဘာဖြစ်နေလဲဆိုတော့အောက်ထီမရောက်နေဘူးပေါ့နော်အောက်ထီရောက်ချင်ရောဘယ်လိုလုပ်မလဲဆိုတော့လုပ်လို့ရတယ်အဲအမဲခွက်ကြီးကိုလှုပ်ချင်အဲကျွန်တော်တို့ကဒီလက်ကိုကျွန်တော်လက်ရဲ့ဝက်ကိုပေါ့နော်အဝက်တောင်ဖြစ်တဲ့ height ကိုပေါ့နော် height ကိုကျွန်တော်တို့ကကျွန်တော်တို့အရင်တော့သင်ထားရှိပေါ့100 VA ပေါ့နော်ကျွန်တော်တို့ sacrum အမြင့်ပေါ်မှာမူတည်ပြီးတော့100ဆိုတော့ဒါ100ရာခိုင်နှုန်းပေါ့နော်ကျွန်တော်တို့ sacrum မှာရှိနေတဲ့အမြင့်ပေါ့နော် view view height ပေါ့နော် အဲ့လိုမျိုးအမြင့်ပေါ်မှာရှိနေဟာပေါ်မိုတီးပြီးတော့တရားရပါစမ်းနဲ့ပြအောင်ဆိုပြီးတက်လို့လိုက်တဲ့အချိန်မှာအောက်ကိုသူကတ်လာတယ်ပေါ့နော်အဓိကကိုလည်းကတ်ချင်အဲ့လိုမျိုးနဲ့လှုပ်လို့ရတယ်နော်အဲ့တော့ main ကိုလည်းကျွန်တော်တို့ကတရား VA ဆိုပြီးတော့ကျွန်တော်တို့ထည့်ရမှာပေါ့နော် Okay ဟုတ်ပြီလားဒါဆိုလို့ရှိရင်ဒီအမင်းကလည်းအဲတရား VA နဲ့ဒီ electric ဒီဘက်ကိုရောက်လာတယ်ပေါ့နော်တယောက်ထိဆင်းလာတယ်ဒီ color လေးရတယ်နော် အဲဟုတ်ပြီအဲအဲ့ဒီမှာသုံးထားမိကုမင်းမင်းရဲ့မိကုကလာလေးကျွန်တော်တို့ပြန်ယူလဲအောင်အော်ဒီထက်မှာဒီဘက်မှာယူအောင်ပါအဲအင်တာဒီမှာဒီမှာဒီကောင်လေး F1 F1 နဲ့ယူထားတယ်ပေါ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လည်းဒီ style မှာ F1 F1 လေးယူလဲအောင်နော်ဒီရရမကောင်အောင်အဲ့တော့ #F1 F1 F1 နော် okay ဒီလောက်ဆိုတော့အဆင်ပြေပါလိမ့်မယ် okay နော် မိခုရောင်လေးဝင်သွားပြီအဲ့တော့ဒီမှာရှိနေတဲ့ဟာလေးကျွန်တော်ပြင်ရအောင်ထမပူလီယံလေးတွေပါနေပူလီယံလေးတွေပါတော့မမိုက်ဘူးပေါ့ဗျာအဲ့ဒီမမိုက်တဲ့ဟာလေးကိုပြင်ချင်ဘယ်လိုပြင်မလဲဆိုတော့သူက list တိုင်ပေါ့နော်အဲ့ဒီကောင်ဘယ်မှာရှိရင်ဆိုတော့ဒီလက်ထဲမှာရှိရပါပေါ့နော်ဒီလက်လက်ရဲ့လက်ဆိုတဲ့ကောင်ရဲ့အောက်မှာရှိတာမလားအဲ့တော့အဲ့လက်ရဲ့အောက်ကိုပဲရေးလိုက်အောင်နော်လက်ရဲ့အောက်ထဲမှာဒီ align UN တို့ပါလို့ပါလေဟုတ်တယ်မလားအဲ့တော့ lab ရဲ့ .lab ဟုတ်လား .lab ရဲ့ ပါလဲ UN ပေါ့သူ့ရဲ့ style ပေါ့သူ့အောင်မှာရှိနေတဲ့ UN ကိုခေါ်ချင်တာမလို့ dollar UN လို့ခေါ်လိုက်တာအပြောချင်တာတခြားနေရာ UN နဲ့လွဲမှာကြောက်လို့ dollar အထက်မှာရှိနေတဲ့ UN လို့ဆိုပြီးတော့ခေါ်လိုက်တာပေါ့နော်အဲ့ဒါမှရှိ list style ကိုကျွန်တော်တို့ကနမ်းပေးလိုက်မယ်နော်နမ်းပေးလိုက်မယ်ဆိုလို့ရှိရင်သူကဘယ်လိုဖြစ်သွားမလဲအဲ့ဒီမှာရှေ့မှာရှိတဲ့ dollar လေးတွေပျောက်သွားတယ်ပေါ့နော်ဘူးလေးဘူးဘူးအဆက်ကလေးတွေပျောက်သွားတယ်ပေါ့နော်ဘူးလက်လေးပျောက်သွားအဲ့တော့ဒီဒီရှေ့မှာကျွန်တော်ဘာလေးထည့်မလဲဆိုတော့ အဲ့ဒီမှာမြင်းလေးကအပြလေးရဖြစ်နေဟုတ်လားအဲ့ဒါဘာကြောင့်လဲဆိုတော့သူရှိဝါအဖြစ်နေလို့ပေါ့နော်အဲ့ထက်မှရှိနေတဲ့ကျွန်တော်က A tag ကလေးထည့်ထားမလား A tag လို့ဆိုတော့ A ဒီကလင့်နေဖြစ်တယ်အဲ့ကောင်လေးကိုကျွန်တော်ကပြန်ပြောင်းမယ်ဒေါ်လာထဲမှာရှိနေတဲ့ယူအန်ထဲမှာရှိနေရှိနေတဲ့အလိုင်းထဲမှာရှိနေတဲ့ A ပေါ့ဟုတ်လားနော်ဒီမှာရှိဒေါ်လာ UN online အဲ့ထက်မှရှိနေ A ကိုခေါ်မယ်ပေါ့ဟုတ်လားအဲ့ A တဲ့ကောင်ကျွန်တော်ဘာလို့မလဲဆိုလို့ရှိရင်အဲ သူ့ကိုတက် decoration လို့ခေါ်တက် decoration ပေါ့နော် decoration လုပ်လိုက်မယ်ဆိုပြီးရင်နန်းလို့ပေးလိုက်မယ်ဆိုအဲ့ဒီ UI အန်လေးကပျောက်သွားပါတယ်ဒီမှာပျောက်သွားပြီပေါ့နော်ပျောက်ပြီးကျွန်တော်ဘာလုပ်မလဲဆိုရင်သူ့ရဲ့ color ကိုပြောင်းလိုက်မယ်နော်အဲ C1 လို့က color color ကို white ဆိုပြီးတော့ပေးလိုက်မယ်ဒါဆိုရင်အဖြေအောင်လေးဖြစ်သွားမယ်ဟုတ်လား okay အဲ့တော့ဒီမှာ pattern လေးတွေကျွန်တော်တို့ပြီးခဲ့ရင်တော့အဆင်ပြေမယ်ပေါ့နော်အဲ့ pattern လေးကိုကျွန်တော်8 pixel လောက်ပြီးလိုက်မယ် PDD အရင်ပြီး pattern h ပြည့်စက်ပေါ့ဟုတ်လားနော် okay ဒါဆိုရင် pattern လေးတွေ h ပြည့်စက်ပြီးလိုက်ပြီးဆိုအ h ပြည့်စက်ကနည်းတလားပေါ့နော်နည်းတယ်ပေါ့နော် okay အဲ့တော့နောက်တစ်ခုစီကသူ့ရဲ့ margin လေးတွေခွဲလိုက်အောင်နော် dot line ရဲ့ dot line ရဲ့ u1 အဲ့ထက်ရ align ရဲ့ margin လေးတွေကိုကျွန်တော်ပြောင်းလိုက်အောင် margin margin ကိုကြာကျွန်တော်တို့ကဒါ15ပြည့်စက်လောက်ပြည့်ကြည့်မယ်ဘယ်လိုနေမလဲပေါ့နော် အဲ့ဒီမှာနည်းနည်းကြည့်လို့လာသွားပြီနော်အဲโอเคအဲ့တော့ contact 1 contact 2ဒါပေမဲ့တခုရှိ HTML tutorial စလုံးပေါင်းမားနေဟဲ့နော် T U T O R I A အာ I A အဲ့လေးနဲ့လွဲသွားနေတူနော် tutorial โอเคအဲ့ဆိုတော့ဘာလို့သိလဲဆိုတော့ဒီသူကကတ်နေတယ်ပေါ့နော် HTML tutorial ဆိုတာလက်ထဲမှာကတ်နေတယ်အဲ့အဲ့လက်ထဲမှာကျွန်တော်သူ့ကိုပတ်တင်ပေးလိုက်အောင်ပတ်တင် 8px လောက်ပေးလိုက်အောင် အဲဒါဆိုတော့နည်းနည်းလေးကြည့်လို့ဆင်ပြီးတော့ ATM ကျူလို့ဒီရယ်နောက်တစ်ခုရှိရဟုတ်ပြီဒီလိုမောင်လေးတင်လိုက်မယ်ဆိုရင်ဒီ quantum 1 quantum 2 quantum 3လေး quantum 4လေးတို့ကျွန်တော်မလုပ်ရမလဲဆိုတော့အော်ဟောပေါ့ဟိုပါဟောပေါ့နော်မြင်းချောင်းလေးပေါ်လောင်လုံးလို့ရတယ်ဟာလားအဲ့တော့ဘယ်လိုလုံးလို့မယ်ဆိုတော့ဒီ A ဆွဲဟာလေးဒီ data လေးကိုပြန်ကိုးလိုက်မယ်နော်ပြန်ကိုးမယ်ပြန်ကိုးပြီးတယောက်မှပြန်ရေးမယ်ပြီးလို့ရှိရင် HOV ရဟိုပါ ဟာလားနော်ဟိုပါမောက်တင်လိုက်ရင်ဒါ ပေါက်တင်လိုက်တဲ့အဖက်ဆိုတော့ဟိုဘကိုသုံးရမှာပေါ့နော်အဲ့ဒီမှာဘာဘာလဲဆိုတော့ border အဲ pure de ရ border border ကိုမှအောက်ကကောအောက်ကိုပဲပြီးမှာဆိုတော့ border button ပေါ့အခြေကိုပဲပြီးမှာဆိုတော့ 3ba so align d solid white ပေါ့နော် okay ကြည့်ကြည့်ရအောင်အဲ့တော့မိုက်သွားရင်နော်ဒါပေမဲ့ဒါပေမဲ့ဒီအရေးကြတော့လေဒီတိုင်းသုံးလိုက်ရင်ကြတော့ เออမလာဘူးပေါ့เนาะမလာဘူးဆိုတော့သူ animation လေးထည့်ခြင်းရင် T R A N S I S တန်ဆစ်ရှင်းဆိုပြီးရောပြီးရော all E A S E array ပြီးရောသူကျွန်တော်တို့တသမာတသမာဘယ်လောက်လဲဆို2 second ပေါ့เนาะအဲ့လိုထည့်ကြည့်လိုက်အဲဒီမှာ animation လေးနဲ့မိုက်တော့ပါပြီเนาะဆောင်းတော့ကကျတော့ဒီလိုဖြောင်းရင်းဝင်လာတာဒီမှာကျတော့သူ့အတူလေးဝင်လာတာဆိုလဲလှသွားပြီအော်အွေလေးဆိုတာသူက transition လုပ်လိုက်တဲ့အရင်ဟာတွေကိုဖြတ်ပြီးရော 0.2ဆိုတော့တက်ဆက်ကန့်ရဲ့၅ပုံပုံတပုံစာလောက်ကိုသူအန်နီမေးရှင်းဖြစ်သွားတယ်ဆိုတော့သဘောတက်ရောက်တယ်ပေါ့နော် Okay ဒီလိုမျိုးလေးရသွားပြီဆိုတော့ဒါဆိုရင်ကျွန်တော်တို့ HTML ရဲ့ bevel channel တွေကိုအဲလောက်တာတော့အဆင်ပြေသွားပြီနော်အဲ့လိုချင်တဲ့ responses တွေတော့မလျှောက်သေးဘူးပေါ့နော်အခုကျွန်တော်တို့ဘယ်နှမီနေရှိသွားလဲစက်ခွန်မီနေရှိသွားပါပြီနော် Okay ဆိုတော့အဲကျွန်တော်တို့တွေ အာ1 2 3ဆိုတော့ကျွန်တော်တို့တွေနောက်ထပ်ဗီဒီယိုတွေမှာပဲပြန်ပြီးတော့တွေ့ရင်အဆင်ပြေပါလိမ့်မယ်ပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်အဲ့လိုမျိုးပတ်ပိုင်းပါ